မိမိရဲ့ ACE လူမှုကွန်ရက်ဟာတိုက်ခိုက်ခံနေရပြီးအဲ့ဒီတိုက်ခိုက်ခံမှုနောက်ကွယ်မှာယူကရိန်းကဖြစ်တဲ့လူယူဆရာကြောင့် Elon Musk ကပြောပါလိမ့်မလဆယ်ရက်နေ့က Twitter နာမည်ပြောင်းထားတဲ့ ACE လူမှုကွန်ရက်ပြတ်တောက်မှုတွေ့ကြုံခဲ့ရတာ Cyber တိုက်ခိုက်ခံရတာကြောင့်ဖြစ်ပြီးတိုက်ခိုက်မှုဟာယူကရိန်းရဲ့ IP address တွေကနေလာတာဖြစ်တယ်လို့ပိုင်းရှင်ဖြစ်တဲ့ Elon Musk ကပြောပါလိမ့်ကျုပ်တို့နေ့တိုင်းတိုက်ခိုက်ခံရပါလေ။ဒါပေမဲ့ဒီတစ်ခါတော့အရင်မြစ်တဲ့အများကြီးသုံးပြီးလောက်တာပါ။ အကြီးစားအုပ်စုဖွဲ့ပြီးတိုက်တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးဖြစ်ရင်ဖြစ်မဖြစ်နိုင်ငံတစ်ခုနဲ့ပတ်သက်တယ်လို့ Elon Musk ကရေးပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာပဲ Fox Business က Larry Kellogg နဲ့အင်တာဗျူးမှာဒီကိစ္စကိုထပ်မေးခင်ရပါတယ် Elon Musk ကဒီနေ့ X ကို Cyber တိုက်ခံရပြီးပိတ်ကျသွားတယ်နိုင်ငံခြားကမြင်ဖြားခံနိုင်တယ်လည်းပြောထားတော့ဒါဟာသတင်းကြီးပါအဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းပြောနိုင်မလားလို့ Elon Musk ကိုမေးပါတယ်အဲ့ဒီမှာ Elon Musk က ကျုပ်ကလည်းဘာဖြစ်ခဲ့တယ်ဆိုတော့တေချာတော့မပြောနိုင်သေးဘူးဒါပေမဲ့ ACS system ကိုကြာသွားအောင် logway IP address ကိုလိုက်စုံစမ်းတော့ Ukraine ကမြင်ပြခံပါလေတဲ့ Ukraine ကမြင်ပြခံတဲ့ IP address တွေကလည်း cyber attack ခံမှုအကြီးကျယ်လုပ်ခဲ့တာလို့ပြောပါလေ transfer ဖွဲ့မှာအစိုးရအကြိုထီအောင်မှဌာန DOGE အတွက်အလုပ်လုပ်ပြီးနေရင်လည်းစီးပွားရေးလုပ်ငန်းတွေလက်ပတ်ရတာရောအစဉ်ပြေသလားဆိုတဲ့မေးခွန်းကိုလည်းအင်မတန်ခက်ခဲခဲလုပ်နေတာပါလို့ Tesla နဲ့ Space CEO Elon Musk ကပြောပါတယ်။ဒါပေမဲ့နောက်ပြန်မလဲဘူးဆိုလို့ကလူကထပ်မိတဲ့အခါ Elon Musk ကဆိုရောက်ကိုပို့ပြီးတော့ထိရောက်အောင်ပြင်အောင်ကျွန်တော်စ조사ပေးနေတာလို့ဆက်ပြောပါတယ်။ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဟာ Tesla နဲ့ Space CEO တာဝန်တွေအပြင် X နဲ့ X AI company တွေကိုပါဦးဆောင်နေတာဖြစ်ပါတယ်။အော်တိုဘာလနောက်ပိုင်း Tesla share စီးတွေအနေဆုံးထိုးကြပြီ။ stock စီကွက်တန်ဖိုးဒေါ်လာ130ဘီလီယံထိဆုံးရှုံးခဲ့ပြီးမှာ Elon Musk ကအခုလိုမှတ်ချက်ချခဲ့တာဖြစ်ပါတယ်။ Elon Musk ဆုံးရှုံးသွားတဲ့ဒေါ်လာဘီလီယံ130ဟာအရင်ကများပြားတဲ့ငွေကြေးပါနှိုင်းယှဉ်ကြည့်ရင်ကမ္ဘာအဆင့်တစ်ဆင့်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Microsoft CEO ဟောင်း Steve Ballmer ဟာစစ်စစ်ပေါင်းခန့်မှန်းခြေအသက်တင်ချမ်းသာမှုဟာဒေါ်လာ138.9ဘီလီယံရှိပါတယ်။ အာရှရဲ့ချမ်းသာဆုံးပုဂ္ဂိုလ်အိန္ဒိယကမူကက်ရှ်အမ်ပါနီဟာဒေါ်လာ100ဘီလီယံနီးပါးကျော်ရပါလေအခုဆိုရင်အီလိုမက်ရဲ့ဆိုရှယ်မှာသူတို့ထက်တော်မှာပိုများသွားတယ်ဆိုပါလေရွေးကောက်ပွဲနေ့မှာချက်တာပလီနေ့ထိတက်စလာရဲ့ရှယ်ယာတန်မှုဟာ၄ဒသမ၈ခန်းလုံးတိုးလာမှုကဒီဇင်ဘာ18ရက်ထိမြင့်တက်ခဲ့တဲ့62ရာခိုင်နှုန်းနိုင်ရှင်ရင်အနည်းငယ်သာဖြစ်ပါတယ်ရွေးကောက်ပွဲကာလနောက်ပိုင်းတက်စလာရဲ့ရှယ်ယာတန်မှုဟာပထမဆုံးမြင့်တက်မှုဟာအီလိုမက်ကထရန်နယ်ရီပပ်ဘလစ်ကန်ရဲ့အနိုင်ရဖို့ အလူငွေခံမှန်းချေဒေါ်လာသန်း300ပံ့ပိုးမှုရဲ့အထူးမြတ်စွန်ဖြစ်လာနိုင်တယ်လို့ Wall Street ရဲ့မှန်ဆမှုကြောင့်ပါဒါဟာ Tesla အတွက်ပုံမှုလွယ်ကူတဲ့စီးပွားရေးအကျိုးရှိနိုင်ပါလေ Elon Musk ဟာရွေးကောက်ပွဲရတဲ့မှာဒေါ်လာ88ဘီလီယံပုံမှုချမ်းသာနေစေဖြစ်ပါလေဒါပေမဲ့အခုခါမှာတော့ DOGE ရဲ့စွဲဆောင်ရေးဌာနရဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီး American နိုင်ငံတော်မှာအပြင်းထန်ကန့်ကွက်စံတော်ပြောင်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါလေ။ ဒါကြောင့် Elon Musk ရဲ့ cyber threat တွေကိုဝယ်ယူမှုကလည်းအရန်ထိုးကျသွားလို့ Tesla အတွက်ကရင်ကရင်ဖြစ်လာပါတယ်။အဲ့ဒီချိန်မှာတရွယ်လျက်စစ်ကားထုတ်လုပ်မှုပမာဏမြင့်မားလာခြင်းကလည်း Tesla ကိုတိုက်ခိုက်မှုပဲဖြစ်ပါတယ်။အခွန်တိုးမြင့်ကောက်ခံတာဟာကျွန်တော်တို့လုပ်ငန်းတွေရဲ့အမြတ်ဆုံးပုံမှာအကျိုးသက်ရောက်မှုရှိတယ်လို့ Tesla ရဲ့ဘန်နာရေးရာရှိချုပ်ကပြောပါတယ်။ မရိကန်ဆိုရဲ့စွန့်ဆောင်ရေးဌာန DOJ နဲ့ Trump အုပ်ချုပ်ရေးမှာ Elon Musk ရဲ့ပါဝင်ပတ်သက်မှုဟာပြောရမစွန့် Tesla ရဲ့ဝယ်လိုဟာရှုထောင့်ပေါ်ရှုတ်ခွေးမှုဖြစ်စေပြီးဥရောပမှာဝယ်ယူသူတွေနဲ့အမေရိကန်မှာဝယ်ယူသူတွေပေါ်အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ဒါကြောင့်နောက်ဆက်တွဲအနေနဲ့ Elon Musk ဟာအခုလိုမျိုးဒေါ်လာဘီလီယံ130ကျော်အထိဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။